အပီးရရက်ကပဲကျွန်တော်အားလုံးတင်တဲ့အတိုင်းဘယ်လိုကအနန်စာနဲ့စာချုပ်တက်တန်းတိုးလိုက်ပြီးစာချုပ်တက်တန်းတိုးတဲ့ပုံစံကတော့တစ်နှစ်ပလက်တစ်နှစ်ပေါ့နော်စုစုပေါင်းနှစ်နှစ်ပေါ့အော်ဘယ်လိုနေနဲ့ဒီအနန်စာနဲ့ပထမတစ်နှစ်တက်တန်းတိုးလို့အဆင်ပြေနောက်ထပ်တစ်နှစ်တက်တန်းတိုးဝင်ရှိတဲ့ပုံစံမျိုးပေါ့နော်အဒီနှစ်နှစ်စာအတွက်ရတော့ရရှိမဲ့ဒုက္ခလစာကပေါင်462တန်းရှိပါတယ်ဒါဟာလက်ရှိဒီပရီးမီးယားလိရဲ့တန်ချင်းမြင့်ဆုံးကစားသမားတွေဖြစ်ကြတဲ့ Fabian Bass တို့ Kai Sido တို့ Declan Rice တို့ Enzo Fernandez တို့၄ယောက်လုံးပြည့်ဝလဲလို့ရရတဲ့ပမာဏမျိုးပါလက်မှတ်ထိုးခြင်းတွေကလည်းနှိမ့်မြောင်ရတာပါ ရော်ဒိုနီနဲ့ဒီပထမတင်းတွေလက်မှတ်ထိုးခြင်း24.5တန်းရပြီးတော့ဒုတိယတင်းတွေလက်မှတ်ထိုးခြင်းကိုပေါင်း73.5တန်းတွေရရှိပါတယ်။တော်တော်လေးကိုကြောက်ဖို့လည်းမကောင်းတဲ့ပမာဏပါ။နောက်ပြီးတော့အပိုစုကြီးတွေကလည်းဂိုးသိန်းလို့ချင်းပေါင်၄သိန်းလို့ဂိုးဖန်ရင်ပေါင်၄သိန်းလို့အမေဂိုးသိန်းရင်ဖြင့်ပေါင်၄သိန်းလို့မှတ်မိသားရရင်ပေါင်၈သိန်းဆိုရအပိုစုကြီးတွေအပြင်ဒီ NSR ကပရိမာရှိတဲ့ကုမ္ပဏီတွေနဲ့ပေါင်သာစာချုပ်ထုတ်လိုက်ထုတ်လိုက်မှာပဲသူကအပိုစုကြီးတွေနဲ့ရောက်မှာ။အဲ့လိုရရဲ့အပိုစုကြီးတွေကပေါင်၃၆၀လေးရှိပါတယ်။ ဒီအတွက် Redo ကို NSR ဘက်ကနေပြီးတော့ဒီအသင်းရဲ့ရှေ့က15ရံမျိုးလည်းထည့်သွင်းချုပ်ပြီးထားခဲ့ပါသေးတယ်။ဒါပြီးတော့ Redo ရဲ့အိမ်မှာဝန်ထမ်း16ဦးစာကြွယ်လာစာတွေကိုလည်း NSR ကပေးချေသွားမှာဖြစ်ပါတယ်။အဲ့တော့ Redo အနေနဲ့ဒီလိုမျိုးစာမျိုးချုပ်ဆိုပြီးတဲ့အခါမှာဒီတော့မှလောက်ကလာစာများဆုံးကြားမှာဖြစ်လာခဲ့လို့ပထမလည်းသူကငွေမတ်လို့ NSR မှာဆက်နေတာငွေလိုချင်တဲ့အတွက် NSR မှာဆက်ကစားတာဆိုပြီးတော့ပြောတာမျိုးရှိပါတယ်။ပထမဆုံးလို့ရှိရင်တော့ဒီ Redo NSR နဲ့စာမျိုးချုပ်ဆိုဖို့သဘောတူညီရရှိခဲ့တာက ပြီးခဲ့တဲ့ရက်မှာတရားဝင်ဖြစ်တဲ့ဆိုရင်တို့နှစ်ဦးချားမှာဆင်းလေးနေနိုင်မွေလုပ်ဖြစ်နေကြတာပြီးခဲ့တဲ့မန်ချက်တော့ပြရပါမယ်။ဒါပေမဲ့တင်းချားမှာသဘောတူညီမှုရလိုက်သူ့အကြောင်းလေးနည်းနည်းလေးလုံလိုက်ပြီးတော့ရလလိုပဲနဲ့နေရှင်းလေးကံမှုရှိလိုက်တဲ့ဒီတကယ်တည်းနဲ့ဖြစ်နေတော့အနေထားပါတော့ဒီလိုစီမံရတဲ့ခုခေါ်ယူဖို့စိတ်ဝင်စားတဲ့ကလပ်အသင်းကဒီဥရောပချိန်ကြီးလေးကအသင်းတွေလည်းပါတယ်လို့ဒီကျွန်တော်တို့အာဂျင်တီးနားကလပ်ရေဘာပလေးတို့နောက်ပြီးလို့ရှိရင်ဘရာဇီးကလပ်အသင်းတွေ ပြီးတော့အသင်းအောင်ကွင်းတော့အစား brand ကိုပြန်ခေါ်တင်ခဲ့တာပေါ့နော်။ဒါကိုကြည့်ရမယ့်အသက်လေးဆယ်ကလာမှဒီကပြောင်းစရာအသင်းမရှိလို့ NSR မှာကစားတာအချက်သူ့အနေနဲ့ NSR ကိုဘယ်လိုလားကစားခြင်းလဲဆိုတဲ့အချက်တစ်ချက်ကပေါ်နေစီပေါ့နော်။ဘာသာချက်က Redo က NSR ကနေပြီးဆုံးခွာခြင်းခဲ့တဲ့ခိုက်တက်နေရှိတယ်။အဲ့ခိုက်တက်နေကဘယ်လိုမျိုးလဲဆိုတော့ပြီးခဲ့တဲ့ရာသီမှာ NSR ကဒီ sorry pro လေးမှာအဆင့်၃နဲ့ဆက်သိမ်းခဲ့ရတယ်။ပြီးတော့ Archer Champion လေးမှာလည်း semi final အဆင့်နဲ့ပဲကျင်းနေပြီးတော့ထွက်ခဲ့ရတယ်။ဒီပြိုင်ပွဲတစ်ခုမှာကြာရှုံးခဲ့ခြင်းက Redo ကိုအတော်လေးစိတ်ပျက်စေတယ်။အဓိကကတော့အသင်းဘက်ကသူလိုချင်တဲ့ကစားသမားတွေကိုမခေါ်ပေးတာ။ နောက်ပြီးတော့တကယ်ပွဲကစားတဲ့အခါမှာသူပြောင်းတဲ့ခြေတန်းမှာယုံနေပေမဲ့ဒီအန်နာဆာအတင်းသားတွေကဒီစိတ်ရောကိုယ်ပါလိုက်မကစားရဘူးရေတို့ကစိတ်ပြက်တယ်။အာဒါကြောင့်မလို့သူ့အနေနဲ့အန်နာဆာနဲ့စာချုပ်တေးမှာလက်မှတ်ရေးထိုးဖို့ကိစ္စကိုတော်တော်လေးကိုစဉ်းစားနေကြတာပေါ့နော်။ဒီချိန်မှာအန်နာဆာဘက်ကသူ့ကိုဒီလောက်ခလားစာရဲ့အပြင်ပေါ့နော်။သူ့ကိုနောက်ထပ်ကြေပေးကြတာတကူကမင်းတို့ငါတို့မင်းတို့ချင်းတဲ့ကစားသမားတွေခေါ်ပေးမယ်။မင်းတို့ချင်းတဲ့ကစားသမားတွေငါတို့ဖြည့်ဆည်းပေးမယ်။ဒါပေမဲ့မင်းဒီမှာပဲဆက်နေ။ဘာကြောင့်အန်နာဆာကဒီလောက်ထိရိုနယ်ဒိုကိုဒီလောက်လားစာပေးရတာလဲ။ဘာကြောင့်ရိုနယ်ဒိုကိုဒီလောက်ထိလာရောက်ရတာလဲ။ ဒါဖြေရတော့ရှင်းရှင်းလေးပါကျွန်တော်2034မှာ Saudi Arabia မှာအင်ရှင်ပြေဘာဗလာကိုလက်ခံကျင်းပါမယ်အဲအဲ့အတွက်ကိုသူတို့က Vision 2030ဆိုပြီးတော့သူတို့အနေနဲ့ဘောလုံးနဲ့ပတ်သက်တဲ့ project တခုကိုလုပ်ဆောင်တယ်အဲ့အဲ့အတွက်ကိုကာလက၄နှစ်ရှိတယ်။သူတို့အနေနဲ့ပထမဆုံးအဲ့ project ရဲ့ first step နေရယ် Redo sorry idea ခေါ်ရယ်။ဒီ Redo ချက်မယ် sorry idea sorry glory club ကို live စားရဲ့ဥရောပစီတန်းစားမှိုင်းဆောင်ရိုင်းလဲ။ Redo ကသူတို့ရဲ့ဒီ sorry မှာချင်းမမဲ့ကဘာမှာအောင်မြင်မှုတဲ့အဓိက project ဖြစ်တယ်။ဒီလိုလုံးမှာပဲသူတို့နေဒီ10နှစ်တာကာလအတွင်းပေါ့နော်။လက်ရှိတွက်မယ်ဆိုတော့ ချစ်နှစ်ဝင်ကြတယ်မှာခင်ဗျာကာလာဒီမှာ sorry league ကဘောလုံးနဲ့ပတ်သက်ပြီးအစံတန်းဘယ်လောက်ရှိရဲဆိုတာကိုဒီကမ္ဘာဘောလုံးပရိသတ်တွေကတည်ထားမိတာပေါ့အဲ့မှာသူတို့ရဲ့ sorry ကဘာလို့ပုံပြီးတော့အာရုံစိုက်လာတယ်နော်။အတချို့အရာတွေကငွေကြေးနဲ့ဖန်တီးလို့ရတယ်ဆိုတာဖန်နေမယ်။ဒီပရိသတ်အားပေးမှုဆိုတာငွေကြေးနဲ့ဖန်တီးလို့ပြောင်း။အခုဆိုရနယ်ဒိုကမှန်တယ်။ငွေကြေးကြောင့် sorry league ကိုပြောင်းနေဆိုတာမှန်တယ်။ဟိုဒစိတပိုင်းနေနဲ့မှန်ကောင်းမှန်လိမ့်မယ်။ဟိုဒါပေမဲ့သူ့အားပေးတဲ့ပရိသတ်တွေကရယ်လိုမလို့အားပေးရ။ sorry league ကရယ်လိုကငွေပုံပေးခေါ်လို့အားပေးရမဟုတ်ဘူး။ အဲ့ကြောင့်အဲ့လိုမျိုးပရိသတ်ဒုက္ခကိုကြုံနေတဲ့အတွက် sorry လေးပါလဲလို့ဆက်ရှိဖို့အနေစားကြိုးပမ်းတာဖြစ်ပါတယ်။ဟောမှတ်ရပြောခဲ့ရင်တင်းတဲ့ရာသီတုန်းကဆိုရင်ကျွန်တော်တင်းတဲ့ကြားသူကဒီ sorry လေးကရန်ဒိုကဆန္ဒရှိတယ်ဆိုပြီးဒီကိုတက်တော့ကစားလို့ရရဆိုတဲ့ပုံစံမျိုးပါသူတို့ထည့်သွင်းချုပ်ဆိုထားတယ်လို့သိရတယ်။ဆိုတော့ကဗျာတော့လည်းတော့ဒီနောက်နောက်ဆက်ပေါ်မှာအနေစားနဲ့ဆက်လုပ်တဲ့ပုံစံဒီလိုကူဆက်ကစားခြင်းဆက်ကစားလို့ရရဆိုတဲ့ကြောင်းမျိုးပါတော့သူနေနေနှစ်နောက်၂၈၂၈၂၉၂၃နဲ့ဒီနောက်ဆုံး30ဒီဆက်ကစားခြင်းနဲ့ဆက်ကစားတယ်အဲ့ကစားနေတဲ့တွေကိုအနေစားဘက်ကစာချုပ်တင်တယ်ဒူးသွားမယ်ဆိုတဲ့ပုံစံမျိုးပြောထားသေးတယ်။ ဒါအားလိုပဲဖြစ်တော့လည်းသူအတွက်လည်းပြောလို့အကျိုးရလဲရှိတယ်လို့အားနဲ့စားတစ်ခါကလည်းအကျိုးရလဲရှိတယ်အဲ့တော့ဘယ်လိုဘက်ကအကျိုးရလဲရှိရတော့အားလုံးသိတိုင်းပဲသူ့အနေနဲ့အတန်လေး၁၀ရွေမှာဒီလောက်ကြီးဝင်ပမာဏရှာနိုင်တယ်ဆိုရင်ရေးချင်အားသူ့ချီးကျူးရမှာပါဒီပမာဏကသူ့ရဲ့သားစဉ်မြေမြေသုံးသုံးလို့မကုန်နဲ့အနေထားမျိုးအခွင့်အရေးတွေပေးထားရတယ်ဘွားရှင်မင်းတရားလို့ခွင့်ပေးပေးထားတာ တော့ NSR ကကြည့်မယ်ဆိုလို့ရှိရင်လေဒီကဘာပေါ်မှာရှိတဲ့ပေါ်ရင်းမြေဆုံးသမားတွေအောင်တို့တွေနဲ့ဆက်ထင်းထားနိုင်တယ်။ Sorry Blue Ray လေးဘက်ကကြည့်မယ်ဆိုရင်လေတို့အနေနဲ့ Vision 2030အတွက် Rally လိုကစားများကိုဆက်ထင်းထားနိုင်တာ။တို့ရဲ့ရှေ့ဆက်မဲ့ဒီကဘာပလာတဲ့ပတ်သက်တဲ့ project တွေကိုပို့ပြီးတော့လုပ်ရကံရကောင်းလာစေ။ဒါကြောင့် Ronaldo နဲ့ NSR ရဲ့စာချုပ်တွေချုပ်ဆိုမှုပါ။ဖက်ဖက်ကကြည့်မယ်ဆိုလို့ရှိရင်ဖက်ဖက်ကအကျိုးရှိနေတဲ့စာချုပ်ချုပ်ဆိုမှုလို့ပဲကျွန်တော်ကတော့မြင်မိပါတယ်။ဒီနေ့ဗီဒီယိုဖြစ်မြောက်ရေးအတွက်ကိုကြီးပန်ဖို့ပေးထားတာကတော့38 gaming ကပဲဖြစ်ပါတယ်။ မိတ်ဆွေတို့အနေနဲ့ဝန္ဒနာပါလို့ဘောဘွဲတွေကစားချင်နေဆိုရင်တော့ Face Messenger မှာ link ကြောင်းပြီးအကောက်ခွင့်မှာက90ကျော်ဘောနဲ့ရရှိမှာဖြစ်ပါတယ်။